ားသမီးများငါပါရှင်သမီးကတော့ Phoenix Spring High School မှာပညာသင်ကြားနေတဲ့ 5B2 SC ကိုနေဖြစ်ပါရှင်ဒီနေ့မှာတော့သမီးကဟာရဲ့ဘဝစကုံကဘလူးရီစိတ်ဝင်စားတဲ့အကြောင်းလေးဆိုတာကိုရှင်းပြပေးတော့ပါမယ်ရှင်ပထမအဆုံးမှာဖားရဲ့ဘဝစကားအစစ်စစ်ကိုရှင်းပြပါမယ်ရှင်။ဖားရဲ့ဘဝစကားဆိုရင်တော့ဖားဦးဖားသားလောင်းခြေတော့ပါရဲ့ဖားသားလောင်းခြေပါလက်ပါဖားသားလောင်းနဲ့တက်ကြီးကောင်ဆိုပြီး90မြင်းပက်လည်နေပါရဲ့ 阿叔怕乌讲咩？伊先啥子呀？怕咩的？乌咩？乌公母阿爷乌家来？怕买还的卡卡乌伊乌房那堂先阿乌家来？怕阿拉咪有咯？几只呀？乌公阿弟阿公哩乌咪龙那龙呢？阿咪先几弟白？怕阿拉咪拖来？都唔买只啷么几弟呢？阿叔阿爸阿姐在住几阿？ ချင်းကြတာဒီနေ့မြခြေတော့ပါလာတဲ့ဖားသားလုံးလေးကိုလေးလိုက်ကြည့်ရအောင်။ဖားသားလုံးတတိလေးတွေကခြေတော့လေးတွေထွက်လာပြီးသူတို့မိလေးတဖြည်းဖြည်းပြောက်လာတာတွေ့ရတယ်။သူတို့ရဲ့အဆုတ်ကလည်းတဖြည်းဖြည်းဖွဲ့စည်းလာတယ်။အရွယ်ရောက်လာဖြစ်တဲ့ခြေလက်ပါရဲ့ဖားသားလုံးလေးကလို့လေ။အခုချိန်မှာတော့ခြေလက်တွေရှိလာပြီးအမီးကပိုးလို့တောင်ထူသွားပါလိမ့်မယ်။ဆုပ်ဖွင့်ပြီးသားဖြစ်သူခြေထက်ကနေဂုံးဖို့ကိုတက်လာကြပါလိမ့်မယ်။ ။နောက်ဆုံးဆစ်ဖြစ်တဲ့တတိကောင်ဖားစင်ကိုရောက်ပါပြီ။ပရိုမီကတက်တန်းတကြီးအတွင်းမှာပျောက်သွားပြီးမျိုးဆက်ဆစ်ဖြစ်ဖို့အတွက်အပြိဝတ်ဖားတကောင်ဖြစ်သွားပါရှင်။ရေဟော်ဒီလိုဆင်းနေပြီးရဲ့နောက်မှာတတိကောင်ရဲ့ကနေပြီးသွားတယ်။ဥရဥရအခြားဆင်မျိုးဖက်တန်းကထပ်ခါထပ်ခါလေပန်ဒီပါလို့ရှင်တောင်းတကြည့်ရှုပ်ပေးရလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်အမများပါသွားလို့ရှင်ခွင့်လွှတ်ပေးကြဖို့တောင်းဆိုပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်